မင်္ဂလာပါဒီနေ့မိတ်ဆွေညီကိုများအတွက်ကျွန်တော်ဒီပေါ့နော်ဟိုကျွန်တော်ခက်ခက်ခဲခဲနဲ့ပေါ့နော်ရှာလာတဲ့ဒီချက်လေးကိုကျွန်တော်မိတ်ဆွေညီကိုတို့အတွက်မျှဝေပေးပါမယ်။အဲဆိုင်ကယ်ပေါ့နော်ဈေးတရာမှာကျွန်တော်တစည်းပေါ့နော်။ဒါဖြစ်ခဲတွေ့ခဲတဲ့ကျွန်တော်တို့ဒီမှာတန်တူပြီးပြစ်ချက်ရှားတဲ့ဘိန်လေးကိုကျွန်တော်မျှဝေပေးပါမယ်။အတန်တူတယ်ကျွန်တော်တို့ပြစ်ချက်ကြတော့ရှားတယ်တရာမှာတစည်းလောက်ပဲတွေ့တယ်ပေါ့နော်။ဒါကျွန်တော်ဆိုင်ဆိုရင်ဒါဒီဘိန်နဲ့ဆိုရင်ကျွန်တော်တို့ဒါ နှစ်ခါလောက်ပဲတွေ့ဘူးသေးတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်မျှဝေပြပါမယ်သူကဘာပြဿနာနဲ့လာလဲဆိုရင်ကျွန်တော်တို့အဲဂီယာထိုးတယ်ပေါ့နော်ကျွန်တော်ဂီယာထိုးလိုက်တဲ့အခါမှာကျွန်တော်တို့ဒီအတန်လေးရပေါ့နော်6000ဘောတန်လေးထွက်တယ်အဲကျွန်တော်တို့ဒီမဲ့ကြီး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 နဲ့ထွက်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့6000ဘောလာလို့ကျွန်တော်တို့6000ဘောလေးလဲပေးတယ်လောက်ကလပ်ဘောလေးလဲပေးတယ်ဒါလည်းကျွန်တော်အဆင်မပြေဘူးပေါ့နော်ဒါသူကကျွန်တော်တို့ဂီယာထိုးတဲ့အချိန်တွေမှာပဲသူကဂီယာနင်းပြီး free ရိုက်ထားတဲ့အချိန်တွေမှာပဲမြည်တယ် ဲကျွန်တော်တို့ဂီယာထိုးတဲ့အချိန်မှာမမီဘူးပေါ့နော်ဒါအင်ဂျင်ခွဲထားတဲ့ဘိန်းလေးပါအဲလုံးဝညိနေဆက်လို့တော့ကောင်းတယ်အကုန်ကောင်းတယ်ကျွန်တော်တို့ဒါဆက်တန်ညိနေပွင့်နေဆွဲတယ်ပေါ့နော်ဆွဲရုံလည်းကောင်းတယ် ဒါပေမဲ့ဟိုသူကကျွန်တော်အဲ့အတန်လေးထွက်လို့ကျွန်တော်မကြိုက်လို့ပြန်ခွဲလိုက်တယ်ဗောနော်ဒါကျွန်တော်ကတော့ကျွန်တော်ဆန်ထွက်သွားပြီဆိုတာနဲ့အတန်ငိမ့်တာပဲလူရင်းနဲ့ကျွန်တော်တို့အဲဘာပြစ်ချက်ပါတဲ့ပြဿနာနဲ့ပြန်ယူသွားတယ်ဘာပြဿနာပါလို့ပြန်ယူသွားတယ်ဆိုတော့ဟိုမရှိသခြင်းမူအတက်နိုင်ဆုံးကိုပစ္စည်းလို့စိညာထားပြီးလောက်ပြီးတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့ဗောနော်ဒါခက်ခဲရင်းနဲ့ဒါတွေးလိုက်တဲ့ပြဿနာလေးဗောနော်ဒါတဏီကုံအချိန်ကုန်သွားတယ်ဒီဘင်းလေးတစ်ခုတည်းနဲ့အဲ့ဒါလေးကိုကျွန်တော်ညီကိုလေးကိုမျှော်ပေးပါမယ်ဒါကျွန်တော်အခုမြောက်ပြမှာလဲကျွန်တော်ပညာကိုဒါလွယ်လွယ်လေးရလိုက်တယ်ဆိုပြီးဒါပညာကိုဒါအထင် င်မသေးစေချင်ဘူးပေါ့နော်ဒါဘဟုဒုတရအောင်ပေါ့နော်ညီကိုတွေဒီလိုပြစ်ချက်မျိုးလေးနောင်လာခဲ့ရင်ကျွန်တော်တို့ဒါအလွဲတကူနဲ့ဒါရှာလို့ရအောင်ပေါ့နော်ကျွန်တော်မျှော်ပေးတာဖြစ်ပါတယ်ဒါလွယ်လွယ်လေးချပြလို့အာဒီပြစ်ချက်လေးကလွယ်လွယ်လေးပါကွာလို့ဒါထင်တဲ့ညီကိုတွေမကြည့်ရင်လည်းရပါတယ်ဗျာဟုတ်ပြီနော်ဒါအတော့ခုမှလေးလာနေကြတဲ့ညီကိုတွေအတွက်ကိုအပြစ်ချတဲ့အခါကျရင်ကျွန်တော်အလွဲတကူနဲ့ဒါရှာနိုင်အောင်ကျွန်တော်စေနာနဲ့မျှော်ပေးတာဖြစ်တဲ့တက်တဲ့တည်တဲ့ဆရာကတော့ကြော်သွားပြီနော် ဒီမဲ့ဗျ तू ကခုနကျွန်တော်ပြောသလိုပဲဂီယာထိုးရတာလည်းမှန်တယ်ဟိုဖြုတ်ရတာလည်းမှန်တယ်အကုန်ကောင်းတယ်ဖရီးနင်းလိုက်တဲ့အချိန်မှာပဲအတန်ထွက်တယ်အဲ့ဒါလေးကကျွန်တော်တို့ရှာလိုက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်ကလပ်အုံးလေးလည်းပြန်ဖွင့်ကြည့်တယ်ဟိုဘောတွေတလုံးပြီးတလုံးလဲကြည့်တယ်ကျွန်တော်တို့ဂျန်နေမြင့်နေလည်းဆန်းကြည့်တယ်အကုန်ဆန်းကြည့်တယ်ပေါ့နော်မတွေ့ဘူးဗျဒါမထင်းထားဘူးပေါ့နော်ကျွန်တော်တို့ဒီမှာဘယ်နေရာမှာလာတွေ့ဒီပါနော်ကျွန်တော်ဒီဘောလေးနေရာမှာကျွန်တော်လာတွေ့တယ်ဒါနဲ့ဆိုရင်ကျွန်တော်ဆိုင်မှာ ဒါနှစ်ခုရှိဟိုနှစ်စီးရှိပြီပေါ့နော်ကျွန်တော်တွေ့ဘူးလားဒီမှာတစ်ချက်ကြည့်မယ်ဒီမှာနော်ဒါဒါလေးကကျွန်တော်ကရိုင်းအစ်စ်လဲထားတာဖြစ်ပါတယ်ကရိုင်းလေးကအစ်စ်လေးပါဒီမှာပစ္စည်းအစ်စ်တိုင်းလဲကျွန်တော်စိတ်ချလက်ချတက်လို့မရအောင်ဆိုတော့ဦးကျွန်တော်ပြောချင်တာပါပြီးတော့ကျွန်တော်တို့ဒါကရိုင်းအစ်စ်ဆိုတော့ကျွန်တော်လည်းဒီလိုဖြစ်လိုက်မယ်လို့မထင်ဘူးပေါ့နော်မထင်မထင်တော့ကြတော့ကျွန်တော်တခြားတစ်ချက်လေးလည်းရှာကြည့်တယ်အဲဒါဘယ်ချိန်မှလာသူကကရိုင်းလွတ်အောင်ကရိုင်းမလွတ်တဲ့အနေထားမှာဆိုရင်လဲသူကကျွန်တော်တို့ဒါကရိုင်းကြီးရကျွန်တော်တို့ဒါ ဟိုမလွတ်တဲ့အနေထားမှာဆိုရင်ဒါ तू ကကျွန်တော်တို့အတန်ပြောင်းတယ်ဗောနော်ဘယ်အချိန်မှာပြန်လာထွက်တုံးဆိုတော့ဖရီနင်းထားတဲ့အချိန်ကိုဖရီမဖြစ်ဘဲနဲ့အတန်ထွက်နေတယ်အဲ့ဒါနဲ့ကျွန်တော်အပြင်အနေချိန်တယ်ဗောနော်အပြင်အနေကျွန်တော်တို့ဒါ73နတ်လေးကိုကျွန်တော်ကြောက်လက်ပြားလေးနဲ့ချိန်တယ်မရအောင်ဒါပေမဲ့ဟို ဖွင့်ကြည့်လိုက်ပြီကိုကပထမတစည်းဖြစ်ထားဘူးတာဆိုတော့ကျွန်တော်တို့ဖွင့်ကြည့်လိုက်ပြီးတော့မှကျွန်တော်ဘောလေးကိုတစ်ချက်စစ်ကြည့်ရယ်ပေါ့နော်ဒါဖြစ်တတ်လို့မို့ဆိုပြီးကျွန်တော်တစ်ခါဖြစ်တတ်လို့ဆိုမှတ်ထားတာပေါ့ဒါမှတ်ထားပြီးဒါအခုတိုက်တဲ့ဝေလေးတော့ဖြစ်တတ်လို့မှတ်ထားအခုကြာဒီမှာနောက်တစ်ခုတွေ့တယ်ပေါ့နော်ဒီမှာဒါလေးကအသက်လေးပါဘောကျွန်တော်တို့ဒါကတိုင်းအသက်လေးပေါ့နော်ကျွန်တော်လဲတာကတိုင်းကဟိုဒါအခုမှဒါကျွန်တော်တို့ဒါလုံးမှကျွန်တော်ကတိုင်းအသက်ထဲထားတဲ့ကတိုင်းလေးပါဒီမှာနော်ကျွန်တော်တို့ဒါတော်တော်လေးဆိုးပါတယ်ဗျဒါဒီပြဿနာလေးကိုတွေ့ပါတယ် လို့အဲ့ဒါကြောင့်မို့ဒီနေ့ဒီကောင်ဒီလိုပြဿနာလေးဆိုတာကျွန်တော်တို့ဒါဘိန်းစီးတရားမှာကျွန်တော်တို့တစည်းလောက်တောင်မှဒါတွေ့ရခဲ့ပါတယ်ဗျဒါအဲ့ဒါလေးကျွန်တော်မျှဝေပေးတာပါကျွန်တော်တို့အတန်အတော့ကျွန်တော်တို့ဒါ တူတယ်ပေါ့နော်ကျွန်တော်သူကဘာတန်နဲ့တူလဲဆိုတော့ကျွန်တော်တို့ဒီ6000ဘောလေးတွေကျွန်တော်ကိုွဲတဲ့အတန်နဲ့တူတယ်ဗျ6000ဘောကွဲတဲ့အတန်နဲ့တူတယ်ကလောက်ဘောပေါ့နော်ကလောက်ဘောကွဲတဲ့အတန်နဲ့တူတယ်ဒါပေမဲ့ကျွန်တော်အဲ့ဘောလေးတလုံးပြီးတလုံးလဲလဲအဆင်မပြေဘူးဟိုကျွန်တော်ဒီပါပေါ့နော်ဖွင့်လိုက်တာကျွန်တော်ဒီမှာအင်ဂျင်ပြန်လှက်ရတော့မယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေလည်းတွေ့ရပါတယ်အဲကျွန်တော်တို့ပစ္စည်းအစ်စ်ထဲတိုင်းဒါစိတ်မချဘူးပေါ့နော်ဒါဒါဆိုရင်ကျွန်တော်ဒါဟို အစ်စ်ထည့်ထတာပါနော်ဒါအဟောင်းမဟုတ်ပါဘူးအစ်စ်ထည့်ထတာပါတယ်ဒီမှာဘောလေးရသွင်းကျွန်တော်တို့ဒါဘာမှတော့မလိုရဘူးလှုပ်နေတယ်ဗောနော်ဒီမှာအလိုလေးဖြစ်နေပါတယ်ဗျဒီမှာနော်ကျွန်တော်တို့ဒါနောက်ထွက်လာတာနဲ့မြတ်ဗောနော်နောက်ထွက်လာတာနဲ့မြတ်ကျွန်တော်တို့ဒါဟိုဂယူးဆိုင်ရတယ်ဗောနော်ဒါပစ္စည်းလေးတွေကိုဂယူးဆိုင်ဂယူးဆိုင်ရပါတယ်ဗျကျွန်တော်ဆိုရင်ဒါအတတ်နိုင်ဆုံး EVU တို့ BG တို့ပဲရွေးသုံးပါတယ်ဒါလေးကတော့ကျွန်တော်ဟိုဟာဟိုဆိုင်မှာအလိုလေးကိုရှိတာနဲ့ကျွန်တော်ကောက် ထည့်လိုက်တာဗောနော်အစ်စ်လည်းဖြစ်နေတော့ကောက်ထည့်လိုက်တာနဲ့ကျွန်တော်ဒါမထင်ဘူးဗောဒါမထင်ပဲနဲ့ကျွန်တော်တို့ဒါအမှုမဲ့မမ်းမဲ့ပြဿနာလေးလို့ဖြစ်နေတာဗောဒါလေးကတော့ကျွန်တော်ဟိုတဏီခဲချိန်ကုန်သွားတဲ့ပြဿနာလေးပါအဲကျွန်တော်ဒီလိုပြဿနာကိုကျွန်တော်လွယ်လွယ်နဲ့ချပြလိုက်လို့ဒါဟို အထင်မသေးစေချင်ဘူးပေါ့နော်ဒီပြဿနာလူတွေလေးပါကွာဒါလောရတာမခဲရမအောင်လို့တော့မထင်သေးချင်ပါဘူးကျွန်တော်တို့တို့တာတနေကုန်ရှားပါတယ်ဒီပြဿနာဒါညီကိုလေးကိုပညာရသိချင်လို့ကျွန်တော်မျှော်ပေးတာဖြစ်ပါတယ်အားလုံးပဲပညာရနိုင်ကြပါလိမ့်မယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်